ြေးအအောင်ဆုံးအတင်းကတော့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ဟိုဟာအာရှဇုံကကဘာဖလားခြေစစ်ပွဲကကျွန်တော်တို့အတင်းနေပေါ့နော်ကြေးအအောင်ဆုံးကြေးအကြဆုံးအတင်းလေးတွေကိုကျွန်တော်တို့နေပြောပြပြီးမှာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့အဲပေါ့နော်၁၈အတင်းချန်နေတယ်ပေါ့နော်ဒါဟိုကဘာဖလားခြေစစ်ပွဲဝင်ဖို့အာရှအတင်းနေ၁၈ပွဲချန်နေတယ်ဒီထဲမှာကျွန်တော်တို့ရွေးထုတ်လိုက်မယ်ဆိုလို့ရှိရင်ကြေးအအောင်ဆုံးအတင်းကနံပါတ်၁အနေနဲ့ဂျပန်အတင်းပေါ့နော်ဂျပန်အတင်းကကျွန်တော်တို့၁၂ပွဲကစားပြီးပြီ9ပွဲထိနိုင်တယ်4ပွဲထိကျွန်တော်တို့ကြီးရှုံပါတယ်ခင်ဗျာနံပါတ်1ကတော့ကျွန်တော်တို့ မြောက်ကိုရီးယားအသင်းပေါ့နော်မြောက်ကိုရီးယားအသင်းကတော့12ပွဲကစားတယ်9ပွဲနိုင်ပြီးတော့3ပွဲအထိကျွန်တော်တို့ကြီးရှုံးပါတယ်ခင်ဗျနံပါတ်3ကတော့ကျွန်တော်တို့အီရက်ပေါ့နော်အီရက်ကတော့ကျွန်တော်တို့အဲ9ပွဲနိုင်တယ်3ပွဲကြီးရှုံးပါတယ်ခင်ဗျကြီးအကြဆုံးကျွန်တော်တို့3သင်းကတော့ကျွန်တော်တို့အဲ OC ပေါ့နော်။ Australia အသင်းကတော့ကျွန်တော်တို့၄ပွဲပဲနိုင်တယ်၊၇ပွဲအထိကြီးရှုံးပါတယ်ခင်ဗျ။ နောက်တစ်ပွဲကတော့နောက်တစ်သင်းကတော့ကျွန်တော်တို့အီရန်ပေါ့နော်အီရန်ကတော့ကျွန်တော်တို့၃ပွဲနိုင်တယ်၇ပွဲကြေရှုံးပါဗျနောက်တစ်ပွဲကတော့ကျွန်တော်တို့ဆော်ဒီအာရေဗျာတော့နော်ဒါကတော့ကြေးအကြဆုံးအသင်းကတော့ကျွန်တော်တို့၂ပွဲပဲနိုင်တယ်၉ပွဲထိကျွန်တော်တို့ကြေရှုံးတာဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်တို့ဒီအာရှဆုံးကျွန်တော်တို့ကဘာဖလားခြေစစ်ပွဲကျွန်တော်တို့ အသင်းတွေထဲမှာတိုက်စစ်အကောင်းဆုံးအသင်းကတော့ကျွန်တော်ဂျပန်အသင်းဖြစ်တယ်ဂျပန်ဒီကျွန်တော်22ခုထိကျွန်တော်တို့လက်ရှိမှာတွင်းထားတာဖြစ်ပါတယ်ကျွန်တော်တို့တိုက်စစ်အညံဆုံးအသင်းကတော့ Saudi Arabia ပေါ့နော်ကျွန်တော်ကြီးအကြဆုံးအသင်းလည်းဖြစ်တယ်သူကတော့3ခုပဲကျွန်တော်တို့တွင်းထားတာဖြစ်ပါတယ်ခင်ဗျခံစစ်အကောင်းဆုံးတင်းရလဲဂျပန်အသင်းပဲဖြစ်ပါတယ်ဗျသူက2ခုပဲပေးထားတယ်နော်အခု22ခုပွဲမှာ2ခုပဲပေးထားတယ်အခံစစ်အညံဆုံးတင်းရတော့ Qatar အသင်းဖြစ်ပါတယ်ဗျ Qatar အသင်းကကျွန်တော်တို့22ပွဲမှာကျွန်တော်တို့အဲ 18ခုထိတော့ကျွန်တော်တို့ပေးထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အဲဒီနေ့ညမှာကံမဲ့ကျွန်တော်တို့ကမ္ဘာဖလားအာရှဆုံးကခြေစပွဲပေါ့နော်အဲသူတို့ရဲ့ကျွန်တော်တို့ခြေအောင်ဆုံးခြေအကြဆုံးအသင်းလေးတွေကို